ုတ်တယ်ကိုယ်လည်းကိုထက်တယ်ဒီ class နဲ့ကမြန်မာနိုင်ငံမှာကစားသူလည်းနည်းတယ်ပေါ့နော်အာဒီဆက်မှာကျွန်တော်ကိုယ်တိုင်ကဟိုကွဲလွဲပြီးလာပြန်လဲလို့ကြောက်ဖြစ်တဲ့တော့ဟိုအများကြီးမှတော့ကွဲလွန်ကွဲလိမ့်မယ်ဒီလုံးနဲ့ဘာလို့ရပါလဲဆိုတော့ကျွန်တော်တခုဟိုထမင်းစားလက်မှတ်တခုရအောင်လို့ကျွန်တော်ကြိုးစားပြင်ခဲ့ပါတယ်အဲ့လိုတော့ကျွန်တော်ရည်ရထားပါတယ် ဒီပြန်ဝင်လာတကယ်လို့ဆိုကိုတော်ဝင်လာဖြစ်သွားပြီဆိုရင်အဲတဝက်ကတော့ကျွန်တော်ရဲ့အမေအိမ်မက်ကိုဖြစ်ပေးမယ်။အာတဝက်ကတော့ကျွန်တော်ရဲ့ဒီကိုယ့်ရဲ့အိမ်မက်ပေါ့။ကိုယ့်အိမ်မက်ဆိုကလစနစ်မြန်မာနိုင်ငံမှာတိုးပွားဖို့ရေးပြောင်းပွားဖို့ရေးပဲကျွန်တော်ခေါင်းထဲမှာထည့်ထားရပါတော့။ so the mc fitness on earth f o e ကျွန်တော်ချွတ်တွန်းအားလေးကြောင့်လာပြန်ဖြစ်တာ fountain တော်မှာကျွန်တော်ဟိုမနေ့ပြန်ပြန်လို့တပတ်ခါလောက်မှစတင်ဖြစ်တာဒီမဲ့ဆိုဆိုရချွတ်တင်တာကျွန်တော်က training နှစ်ရက်လောက်ပဲကျွန်တော်ဆင်းတာနှစ်လောက်ဆင်းပြန်လာပြန်နေတဲ့ audition ကိုလေကျွန်တော်ချွတ်ဖြစ်နိုင်ခဲ့တယ်ပေါ့အဲတော့ပဲမဲ့အဲတည်းမှလာခက်ခဲလေးတော့ရှိတာပေါ့ဟိုကို training ပြထားတဲ့အချိန်နဲ့တကယ့်နေရာအကြောင်းမကြော်ဖြတ်ခဲ့နိုင်ရရှိသလိုညံသုံးပြီးကစားခဲ့တာရှိပါတယ်အဲအကြောင်းလို့ကျွန်တော်ဒီအထီကိုကြောက်လာခဲ့တယ်ပေါ့နော်အာ ခက်ခဲရကြတယ်ဒီကြီးရောက်လာခဲ့ကြောက်လို့ကြက်လို့ရပါတယ်ဒီပိုင်းဆိုင်ရာတော့ဒီမှာစနေသူ့မှာပါသွားပြီဆိုတော့ဟိုဆစ်တဲ့ပိုင်းဆိုင်ရာတော့လုံးဝချက်ခံပြီးတော့ငါလောက်ကတော့မယ်ဆိုရယ်စိတ်ပဲမွေးရတာပေါ့နော်ဟာဂိမ်းကြီးကဘာလာမစောမသိဘူးအဲအဲ့ဒါကြော်ဖက်ကမယ်ငါလောက်ကမယ်ဆိုဆစ်တစ်ခုကိုမွေးပြီးတော့ဟောစတောင်းဖြစ်အောင်လို့ပေါ့နော်ကိုယ့်ကိုဟိုစိတ်ကိုတိဆောက်ပြီးတော့ဒီမှာထပ်ပြီးတော့လေ့ကျင့်ရပါတယ်ဟောစူးစမ်းရပါတယ်ပေါ့ခက်ခဲတော့ခက်ခဲတယ် ဘယ်လိုပြင်ရလဲဆိုတော့ဟာကျွန်တော်အားသမားတွေကဟိုဒီတခုလုတော့မယ်ဆိုရင်ပြီးအောင်လုပ်တဲ့ဆက်ရှိရတယ်လေ။ဒါကြောင့်ကျွန်တော်ကတော့ဟိုတက်ခိုင်မှုရဲ့ဆိုင်ရဆာဟိုကိုကိုယုံကြည်တယ်။ဒါပေမဲ့ challenge တိုင်းကဘယ်လိုဖြစ်မယ်ဆိုတော့မသိရတော့ဟိုကိုယုံကြည်ချက်ကလားအဓိကလို့ပဲကျွန်တော်သတ်မှတ်တယ်။ကျွန်တော်လည်းဘယ်မှာရဖြစ်ဖြစ်ကိုယုံကြည်နေရင်ဒီယုံကြည်ချက်က challenge တိုင်းအောင်မြင်မယ်။အဲ့လိုမဲ့ကျွန်တော်ဒီ game တွေကိုထပ်ပြီးရရှင်းပြန်ပါပါ။အာဟုတ်တယ်ကိုယ်တော့ကိုယ်ထက်တယ်ဒီကလဆန်လေးကမြန်မာနိုင်ငံမှာကစားသူလည်းနေတယ်ပေါ့နော်အာဒီဆက်မှာကျွန်တော်ကိုယ်တိုင်ကဟိုကွဲလွဲပြီးရလားပြန်နေလို့ကြောက်ဖြစ်တဲ့တော့ဟိုအများကြီးမှတော့ကိုယ်တော့ကွဲလိမ့်မယ် ော့တကယ်လည်းကွက်ထဲမှာပါပါတယ်။အာသူများရင်းနဲ့ရှင်လိုက်ရင်တော့ကို့မှာအာသတ်ချက်ရှိလို့အားနဲ့ချက်လည်းရှိတယ်။ဒီဂိမ်းမှာဆိုတော့ကဒီတစ်ခုအာသာကြီးကိုလုံးဝတိတိုင်ကျွဲ့ကျင်နေမှာလာပြိုင်လို့ရတဲ့ထဲမှာတော့ဟိုပေါကောင်းပါမတိုင်းပဲမဖြစ်စုံဘူး။အော်ကျွန်တော်လည်းဒီပြိုင်ပွဲကိုစပြီးတော့ပြိုင်လို့မယ်ဆိုတော့မှနောက်ဘာလို့ကမယ်ဘာလို့မှဖြစ်ရတာအများကြီးရှိတယ်ပေါ့နော်။တစ်ခုတော့ကျွဲ့ကျင်လို့မရဘူး။ဒါကို့ကိုယုံကြည်ချက်တစ်ခုရှိလို့ဒါနောက်ထပ် level တွေကို level အောင်မြင်မယ်လို့ပဲယုံကြည်ထားတာ။ အာကိုတော့အခြေအနေကတော့ strong man ဆန်တော့ယုံကြည်တယ်။ဟောကိုတော့အားနဲ့ချက်တစ်ခုနဲ့ကြုံလာခဲ့ရင်တော့ဒီအားနဲ့ချက်ကိုကိုဘယ်လိုလုပ်ရမလဲဆိုပြီးတွေးတော့မယ်။ဟောပြောချင်တာဒီ game တစ်ခုကိုမြင်လိုက်ပြီးဆိုတာနဲ့ငါဘာလုပ်ရမလဲဆိုတော့ခေါင်းထဲမှာတွေးပြီးမှလုပ်ရင်လုပ်မယ်။ဒါခါလေကျတော့ဟိုခွန်အားသုံးနေနဲ့ညံသုံးရခါရှိတယ်။ညံသုံးတဲ့ခါကျတော့မပြဖို့ပဲရည်ကြည်ရလို့ပဲတွေးထားတယ်ပေါ့။ဟိုကျွန်တော်ကကျွန်တော်ကတော့ဟိုလိုအပ်ချက်ရှိရတော့အကုန်ဖြစ်ပါမှာ။ဆူရင်ကိုပေါ့နှမှုတော့ရှိတာပေါ့။အာသူတို့တင်း1000လေးပါအားဆိုတော့မပေါ်ဘူးလေ။ဘာကြောင့်ဆိုတော့ ဟိုပြန်ပွဲတစ်ခုမှပြန်တဲ့အခါမှာဒီပြန်ပွဲအောင်သွားပြီးတော့တိုင်ထောင်ရမှာအာဒီလက်မုံးမှုတစ်ခုကဘာဖြစ်မလဲဆိုတော့ကိုယ့်ရဲ့ဒီအိမ်မက်တွေအကောင်ရဖုန်းရှိလာမယ်နောက်တစ်ခုကကျွန်တော်လုတ်ချင်တဲ့ဝါသနာတစ်ခုကိုလည်းအိမ်မက်တစ်ခုထည့်ပြီးတိဆောင်းရမယ်ဆိုတော့ယုံကြည်နေလို့ပါအဲတဝက်ကတော့ကျွန်တော်ရဲ့အမေအိမ်မက်ကိုဖြစ်ပေးမယ်အာတဝက်ကတော့ကျွန်တော်ရဲ့ဒီကိုယ့်ရဲ့အိမ်မက်ပေါ့ကိုယ့်အိမ်မက်ဆိုတော့ကလစနစ်မြန်မာနိုင်ငံမှာတိုးပွားဖို့အရေးပြန်ပွားဖို့အရေးပဲကျွန်တော်ခေါင်းထဲမှာထည့်ထားရပါတော့။ဘာကြောင့်လဲဆိုတော့နောက်တက်တဲ့လူငယ်တွေအများကြီးရှိတယ်။သူတို့အတွက်အခွင့်အရေးရရှိအောင်လို့ကျွန်တော်က လမ်းပြပေးဖို့လိုရလေဒီလုံးနဲ့မလုပ်လို့ရမှာဆိုတော့ကျွန်တော်တခုဟိုထမင်းစားလက်မှတ်တခုရအောင်လို့ကျွန်တော်ကြိုးစားပြင်ခဲ့ပါတယ်အဲ့လိုတော့ကျွန်တော်ရည်ရထားပါတယ် အတိုင်းမသိဝမ်းသာတယ်ဟာငါလုတ်ပြနိုင်လာပြီဟာဒါဆိုရင်ငါရှစ်ဆောက်ဘာကြီးဆက်လုပ်နိုင်လို့မယ်ဆိုတော့ကြိုးပြီးတော့ပဲတွေးရတော့မှာပဲနော်ဒီ ठी အောင်လုတ်လာပြီဆိုတော့နောက်ထပ်ဟာတွေကြာရင်ဟာဘလို့ကောင်းမှုလုတ်တော့မယ်ဆိုတော့အတွေ့ရခေါင်းထဲမှာပေါ်လာပြီအဲ့တော့ဒီပြန်ပွဲလာတယ်ကလေးလို့ဆိုတော့ကိုယ်ကဝင်းနာဖြစ်သွားပြီဆိုရင်ငါဘာလို့ကောင်းမယ်ဆိုတော့ခေါင်းထဲမှာဒိုင်းတိုင်းတိုင်းတိုင်းစီးပီးသားအများကြီးရှိတယ်ဗျဖြစ်သွားခဲ့ရင်အိမ်မက်တွေအများကြီးကဖြစ်တယ်လို့လူငယ်တွေလည်းအများကြီးခွင့်ရထဖြစ်လာမှာပါကျွန်တော်ကစားသမားပလေယာတွေအတွက်ပေါ့နော်အများကြီးခွင့်ရရှိလာမှာပါအာဘာရီအပြပြောချင်တယ်ပြောချင်တယ်ဆိုတော့လူတိုင်းမှာတော့ခက်ခဲရှိရပါတော့အဲခက်ခဲတိုင်းကိုကြိုလှုပ်ဖို့တော့ကခု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 တိုင်းနဲ့ပဲဆိုင်တယ်အာ ကျွန်တော်ခွန်အားစကားပြောမယ်ဆိုရင်တော့ဟိုလူတိုင်းမှာကတော့လူတိုင်းတကယ်ရှိတဲ့ကြားတယ်ကိုယ့်အိမ်မက်ကိုကိုတလန်းကြီးတလန်းချင်းရှောက်ပါဟိုလမ်းမပြောက်ပါနဲ့တချို့နေရာတွေကနှစ်ရှင်မှာကိုယ့်ရဲ့အိမ်မက်ကိုအကောင့်ထဲဖွင့်နိုင်ရှိတယ်လို့တော့ကျွန်တော်တို့လည်းပဲခုမှအိမ်မက်ကိုအကောင့်ထဲဖွင့်ရဲလူတွေကလမ်းချို့တော့ပဲရောက်သေးရရှိသေးတယ်သူ့ပဲမဲ့အခုလေးစောက်ခဲ့တဲ့လမ်းတစ်ခုကိုနောက်ထပ်လူငယ်ဖြောင်းဖြောင်းလိုက်အောင်လို့ကျွန်တော်အကောင်းဆုံးအကောင်းဆုံးအကောင်းဆုံးကူစားတော့ပါမယ်ဒီအိမ်မက်တွေကတကယ်ဖြစ်လာဖို့ပဲနင်းနင်းလေးပဲလိုပါတော့တယ်အာအဲ့ဒီအဲ့လိုဖြစ်ဖို့တော့လည်းပဲကျွန်တော်ဒီပြောင်းလဲမှာအကောင်းဆုံးကူစားပါမယ်